ကာငူမျိုးမှာဇက်ကနေရင်ရုတ်တရက်ကျမရဲ့အခြေအနေဆိုးွားလာခဲ့ပြီးအသက်ရှူပါကျလာခဲ့တာကြောင့်ဆေးရုံတင်လိုက်ရတဲ့ဇက်မင်းသားဆွမ်းစာနီမင်္ဂလာပါပရိသတ်ကြီးရေဇက်မင်းသားဆွမ်းစာနီကတော့ကျမရဲ့အပြေအဝပြန်မကောင်းသေးပေမယ့်ပရိသတ်တွေရဲ့တောင်းဆိုချက်အရာရောသူ့ကိုမိခိုနေတဲ့ဇက်ဖွဲ့သားတွေအစဉ်ပြေစေဖို့အတွက်ပါရည်ရွယ်ပြီးတော့အခုနောက်ပိုင်းမှာဇက်ပွဲတွေပြန်လဲကပြလာခဲ့တာဖြစ်ပါတယ် ဆန်းစာနီဟာရှာရှာတအောင်မြင်နေတဲ့အချိန်ရတွေမှာပဲအရက်ကိုအလွန်အကျွံတောက်သုံးမိရာကနေကျမရဲ့အချိန်လေးဆိုးရွားလာခဲ့ပြီးတော့ဇက်ပွဲကားပြတာတွေကိုရန်နာလိုက်ရတဲ့အထိအချိန်လေးဆိုးလာခဲ့တာဖြစ်ပါတယ်ဒါပေမဲ့စွမ်းစာနီကိုချစ်ကြတဲ့ပရိသတ်တွေကတော့ဇက်ပွဲပြန်ကားဖို့အတွက်တောင်းဆိုခဲ့ကြကစွမ်းစာနီကလည်းသူ့ရဲ့ကျန်းမာရေးအတွက်တည်တည်ချာချာကုသမှုခံယူနေရင်ဇက်သမင်လောကကိုပြန်လဲခြေချလာခဲ့တာလည်းဖြစ်ပါတယ်။ အခုတော့စွမ်းစာနီကတောင်ကူမာဇက်ကနေရင်ကျမ်းမာရဲ့အခြေအနေရုပ်တရက်ဆိုးရွားလာတဲ့အတွက်ဆေးရုံတင်လိုက်ရတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဇက်ကားဘွေအတွက်စီစဉ်ထားခဲ့တဲ့မေလ16 18 19 19ရက်တွေမှာသူပါဝင်ဖြောပြမယ်ဆိုပြီးတော့ဖြောင်းဝင်ထားတဲ့ပြည်သက်တွေရဲ့အတွက်ဇက်ပွဲဖြာတွေရဲ့တန်ဖိုးကိုပြန်လည်အမ်းပေးခဲ့တယ်လို့သိရပါတယ်။ လက်ရှိမှာတော့စန်းစာနီရဲ့ကျမ်းမာရေးအခြေအနေကရေတိုင်းရင်နောက်ပြန်အမ်းမာကိုစူးနေရတဲ့အတွက်ရေကိုဂွန်းနဲ့ဆွတ်ပြီးတော့တိုက်ပေးရတဲ့အထိအခြေအနေဖြစ်နေခဲ့တယ်လို့စန်းစာနီနဲ့အတူတွဲဖက်ဖြောပြေးပေးနေသူတအူကပြောပြထားတာလည်းဖြစ်ပါတယ်မောင်ရဲ့မိသားစုစံသာလီယာ Tomorrow ကလည်းအထူးကျေးဇူးတင်ပါ ရမီဖြေကမောတော့ဖြေသေးရာကျေသူတွေတင်နေကြအများကပြောတဲ့ဘာကြောက်ကောင်းမှာအများပြော